အကိုးမြို့တွင်ဓာဖြစ်သူကဖခင်အားဓာဖြစ်ထိုး၍အသက်သေဆုံးအကိုးမြို့ကျွန်းတာယာရက်ွက်မှဇွန်လ25ရက်ည9:00နာရီခန့်ကခြေကွဲပွက်ရာဖြစ်ရတခုဖြစ်ပွားခဲ့ပြီးမြမတနိုင်ငံလုံးကိုတုံလုပ်စေခဲ့ပါတယ်အသက်44နှစ်ရွယ်ဦးညံနှင်းဟာသူ့ရဲ့ဓာဖြစ်သူအသက်25နှစ်ရွယ်ချီဦးမောင်နဲ့အိမ်တွင်ကိစ္စလေးတခုနဲ့ပတ်သက်ပြီးစကားများရံပစ်ခဲ့ရာနေမမျော်လင့်မဲအသက်ဆုံးရှုံးသွားခဲ့ရပါတယ် ဖြစ်စဉ်ရဲ့အစားကတော့တားဖြစ်သူခြေဦးမောင်ကနေရှိပကံစင်ကိုမတော်တဆတိုက်မိရာနေစတင်ခဲ့တာပါဒီသိငယ်တဲ့ကိစ္စလေးကနေဖခင်နဲ့တားကြားစကားများရံဖြစ်ရာကအချိန်မြင့်တက်လာခဲ့ပြီး နောက်ဆုံးမှာတော့ခြေကွဲစရာအဆုံးသက်ကိုဥတီသွားခဲ့ပါတယ်ဒေါသလျောက်ထိန်းချုပ်မရဖြစ်သွားပုံရတဲ့တားဖြစ်သူခြေဦးမောင်ဟာအယိုးသွားဆက်လက်မှရှိတဲ့စတီးဓာတ်နဲ့ ဖားခင်ဖြစ်သူဦးညံလင်းကိုထိုးခဲ့ပါတယ်။ဒါချက်ဟာဦးညံလင်းရဲ့ညာဘက်လက်မောင်းရင်ဂျိုင်းထက်နားကို ထိခဲ့ပြီးပြက်ရှာတန်ရာကြီးရရှိခဲ့ပါတယ်။တန်ရာဟာအလွန်ပြင်းထန်တဲ့အတွက်ဦးညံလင်းကိုဘကောပြည်သူစေယုံကြီးတို့အလင်းမြန်ပို့ဆောင်ခဲ့ကြပါတယ်။ဒါပေမဲ့စေယုံကိုပို့ဆောင်နေစမှာပဲပြင်းထန်တဲ့တန်ရာကြောင့်သွေးထွက်လွန်ပြီးဦးညံလင်းဟာအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ ြစ်စဉ်ဖြစ်ပွားပြီးချင်းဆဲယုံတို့အချိန်မီမပေါ်ဆောင်နိုင်ရင်တာဝန်ရှိသူများရောက်ရှိလာရန်ဆောင်စားနေရစဉ်အတွင်းတွဲအလွန်ကြုံထွက်သွားခဲ့ကြောင်းလည်းသိရပါတယ်ဒီဖြစ်ရဟာလူတိုင်းကိုထိတ်လန့်တုန်လှုပ်စေုံသာမကမိဘမေတ္တာရဲ့အနိုင်မဲ့ကြီးမြတ်မှုကိုလည်းပြန်လည်ဆင်ခြင်မိစေပါတယ်ဖခင်ဖြစ်သူဥညာလင်းဟာဝေဒနာကိုခံစားနေရတဲ့ကြာကသူ့ရဲ့နောက်ဆုံးအချိန်တွေမှာတောင်းသူသားလေးအပြစ်မခံရပါစေနဲ့ လောကပါလာတရားကြီးရအပြစ်မယူပါစေနဲ့ငါသားလေးအနေရကင်းပါစေဆိုပြီးသားအတွက်သာပူပန်ပြီးလောကကြီးကနေထွက်ခွာသွားခဲ့မယ်ဆိုတာယုံမားွယ်မရှိပါဘူးမိဘမေတ္တာဆိုတာဘဝလက်နှလုံးပခုံးနဲ့တက်ကနေစပြီးအသက်25နှစ်အရွယ်ထိတိုင်းကျွေးမွေးပြုစု ဆောင်းလျှောက်လာခဲ့ရတာပါနုနယ်ငယ်ရွယ်စဉ်နေမကောင်းတဲ့အချိန်တွေမှာအရေးပြက်ခံခြေသေးတွေလှုပ်ပေးရတာကအစား ာသမီးကိုထိန်းသိမ်းစောင့်ရှောက်ရတာဘလောက်မလွယ်ကူဘူးဆိုတာတာသမီးရှိသူတိုင်းအသိဆုံးပါမိဘမေတ္တာရဲ့မဟာဆွမ်းအားဟာဒီလိုချင်းနေမျိုးမတောင်သူသားရဲ့ဘေကင်းရေးကိုသာပဓာနာထားခဲ့မယ်ဆိုတာဥညာဉ်နှင်းရဲ့စိတ်တက်ကနေထင်ရှားစွာ မြင်တွေ့နိုင်ပါတယ်ဒါဟာစစ်မှန်တဲ့မေတ္တာရဲ့ပြာရုပ်တစ်ခုပါပဲဒီလိုကြေကွဲပါရာ ဖြစ်ရတခုဖြစ်ပွားပြည့်ရနာတားပြစ်သူချင်းမောင်လဲအစားတက်မင်းသားလို့ ကြီးမားတဲ့နောင်တတရားတွေနဲ့ရင်ဆိုင်နေရလောက်မှာသိကြပါတယ်။ဒေါသရဲ့အကျိုးဆက်နဲ့မစင်မချင်းလောက်ဆောင်နေတဲ့လောက်ရကြောင်းမိမိဖခင်ရဲ့အသက်ကိုတတ်မိတဲ့ပေါ်ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုခံစားနေရမှာအမှန်ပါပဲ။လက်ရှိမှာတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးနံမြေကန်ရက်တဖတ်စကန်ကနေအရေးယူဆောင်ရွက်မှုတွေပြုလုပ်နေရလို့သိရပါတယ်။ဒီလိုမျိုးဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရဆိုးတွေထပ်မံမဖြစ်ပွားရအောင် လူတိုင်း မိမိရဲ့ဒေါသစိတ်ကိုထိန်းချုပ်နိုင်ဖို့နဲ့စကားပြောဆိုဆက်ဆံတဲ့အခါမှာလည်းပုံပုံနားလည်မှုရှိရှိပြောဆိုဆက်ဆံကြဖို့တတိပေးလိုက်တယ်လို့ပါပဲအသက်ဆုံးရှုံးသွားတဲ့ဥညာလင်းကောင်းရပုံပွားကိုရောက်ပါစေကြောင်းဆုတောင်းမေတ္တာပို့တာရင်နောင်ဖြစ်လျာဘဝတိုင်းမှာဒီလိုမျိုးကြည်ကွဲပါရာကံစိုးမှုတွေကနေကင်းဝေးပါစေလို့လည်းဆန္ဒပြုလိုက်ရပါတယ်